တနင်္လာရီတိုင်းတနင်္လာရီမြို့နီးမှာရှိတဲ့အောက်ကင်းရွာခြေဆိုင်ခမာယာ99ခွန်တရင်ကစမူရန်တက်သားတဲ့အူတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတာဝန်ရှိသူတူကပြောပါတယ်အောက်တိုဘာ၁ရက်နေ့တနင်္လာရီမြို့နီးရှိ အောက်ကင်းရွာခြေဆိုင်ခမာယာ99ခွန်တရင်ကစမူရန်တက်သားမောင်ဆုံးသည် တနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံဆက်သွယ်ပြီးလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ် အလင်းဝင်စစ်မှုထမ်းတပ်သားမှာအမေဝမ်းတနတ်တလက်ကြီပေါင်း၅ခုကြီ၂၀တောင်ယူဆောင်လာပြီးစစ်မှုထမ်းတပ်သားမှာဘုတ်ပြင်းမြို့နယ်စကခ73မှာမွမ်းမံတင်နှံနှစ်ပတ်တရောက်ခဲ့ပြီးရနောက်မြိတ်မြို့တရ3တပ်ရင်းကိုပို့ဆောင်ခံခဲ့ရကြောင်းအဲ့ဒီနောက်အောက်ကင်းရွာခြေဆိုင်ခမရ99ခွန်တပ်ရင်းကိုရောက်ရှိလာပြီးတမုတ်ချုံရွာဘက်ကိုစစ်ကြောင်းထွက်လာစဉ်ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်သူကစစ်ကြောင်းထွက်လာရင်းနဲ့ တမုတ်ချုံရွာနာမှာထွက်ပြေးလာပြီးတော်လှန်ရေးတပ်ရှိတဲ့နေရာကိုစုံစမ်းဆက်သွယ်လာတာပါ သူကပေါ်တာဆွဲခံရတာဟုံးမလင်းမှာရှမ်းနေတပ်ဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်ထဲကို ပို့လိုက်တာလုံးလုံးဆယ်တော့ကျွန်တော်တို့တပ်ဖွဲ့ကငွေသိန်း20ကနဦးချိမြင့်ထားတယ် MOD ကချိမြင့်ငွေကြလာရင်လဲထပ်ပေးသွားမှာဖြစ်တယ်ကြံရှိနေတဲ့စစ်မှုထမ်းတပ်သားတွေလည်းအမြန်ဆုံးအလင်းဝင်ရပါလို့ပြောချင်ပါတယ်လို့ တနင်္လာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။အလားတူမန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာလည်းစစ်မှုထမ်းတပ်သားတဲ့တူလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းနထိုးကြီး PDF ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ16ရက်နေ့မှာနထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဖက်မှစစ်မှုထမ်းအပတ်စဉ်15တပ်သားတူဟာနထိုးကြီး PDF ထံလက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီး ြည်သူရင်ခွေခိုလှုံလို့တဲ့စစ်မှုထမ်းတပ်သားတွေကိုလည်းအလင်းဝင်ရောက်ကြဖို့နှထိုးကြီး PDF ကဖိတ်ခေါ်ထားပါ